လီဗျန်ဟွန်းဆိုလဲသူ့ကားတွေကြည့်လိုက်ရင်ဟောဒီဘက်ကအိုက်တင်ကလည်းလှုပ်ရှားမလို့သလိုကိုအဓိကအဲ့ဒါပေါ့အခုပြောချင်တာလေကရက်တာနဲ့သူ့ယုံနဲ့ sorry အဲဒီဇက်ကောင်ဇယိုက်ကသူ့မျက်နှာနဲ့ကွတ်တိဖြစ်တာပေါ့아직도사람을믿나ဟိုကလေဒါရိုက်တာယင်နဲ့လီဗျန်ဟွန်းကတော့ဒါကိုရီးယားမင်းသားတွေမှာအကြိုက်ဆုံးပဲနက်စလန်မိုးနဲ့ကိုကနီနီဆက်ဆက်ဆိုရင် အဲအဲ့ရက်ပိုင်းမှာကိုအခုမိုးဆိုတဲ့တခြင်းလေးဦးဆိုင်ဒီဇိုင်းဒါအဲတေးရဆိုင်ခမ်းတီဦးဆိုင်ဒီဇိုင်းဆိုထားတဲ့တခြင်းလေးကိုကိုအဲပြန်ပြီးတော့ကိုဆိုထားတယ်ကြိုးစားထားတယ် lucky hand ဒီထားတယ်ကိုက အပိုင်းပိုင်းလေးတွေပဲကြီးဖြစ်သေးတယ်ဟိုဒီရဲ့ဟိုပေါ့ဟိုသဘောတရားကိုသိတယ်ပေါ့ဟိုအဆအဆုံးကိုတိချာမကြည့်ရသေးဘူး001လေးပြောင်းဟောင်းလေးဟာလေးပြောင်းဟောင်းလားအာ မိုင်းတော့အဲစပါဘူးရှင်ယောပါあじくとサラムみんな။ဟိုကလေဒါရိုက်တာယင်နဲ့လီပြောင်ဟွန်းကတော့ဒါကိုရီးယားမင်းသားတွေမှာအကြိုက်ဆုံးပဲ။လီပြောင်ဟွန်းဆိုလဲသူ့ကားတွေကြီးလိုက်ရင်ဟိုကဒီဘေးကအိုက်တင်ကလည်းလှုပ်เสียမလို့သလိုကိုအဓိကအဲ့ဒါပေါ့အခုပြောချင်တာလေ။ character နဲ့သူ့ယုံနဲ့ sorry အဲဒီဇက်ကောင်ဇရိုက်ကသူ့မျက်နှာနဲ့ကွက်တိဖြစ်တာပေါ့အဲ့လိုဇက်ကိုကိုတို့တွေကရွေးရမှာပေါ့အခုတချင်းဆိုရင်လည်းအဲ့လိုပဲတေချာတာတခုကလူတယောက်ဒီဘယ်တချင်းဆိုဆိုကောင်းနေဆိုတဲ့လူကတော့တော်တော်ရှားတယ်ပေါ့အဲ့လေအဲ့မှာဟိုတချင်းဆိုရင်လည်းကိုနဲ့ကို့အတန်နဲ့လိုက်ဖက်တဲ့တချင်းမျိုးရွေးတတ်ရတာပေါ့ဇက်ကောင်ဆိုလည်းအဲ့လိုပဲအဲ့အဲ့လိုမျိုးပေါ့နောက်ပြီးကိုတို့အခုအိန္ဒိယကားတွေဘောလိဝုဒ်ကားဆိုရင်ကိုအဂျေးပေါ့အဂျေးဆိုရင်ကြည်ကိုဆိုစတော့ကိုသူ့မကြိုက်ဘူးကွာ မျက်လုံးကြီးကလည်းမျက်ကြောစင်းစင်းနဲ့တည်တည်ကြီးပေါ့တိလာအဲ့လိုမျိုးဖြစ်ခဲ့တာကိုယ့်အဖေကအရန်ကြည့်တော့ကိုကြည့်ရင်ကြည့်ရင်နဲ့နောက်ပိုင်းကျတော့ဒီဘဲကဟာတော်တော်လေးစားစရာကောင်းတာပဲဆိုတဲ့အစိတ်ဖြစ်လာ तू ကသူ့ရဲ့ဇက်တွေမှာသူ့ရဲ့ဝစ်စားစင်ရင်မူဟာကြည့်တော့ဘာမှလည်းမပြောင်းဘူးအဲ့ရှက်အင်းကြီးကိုသူအပြင်ထုတ်ပြီးတော့ဒီတိုင်းပဲလက်ခောက်ဝတ်တယ်ဒီတိုင်းပဲလမ်းလျှောက်တဲ့ဒီဇိုင်းလဲဒီတိုင်းပဲအဲ့တိုင်းပဲနေခဲ့တာနေပြီးတော့အဓိကသူ့ရဲ့ အဲရွေးချယ်တဲ့ဇက်တွေပေါ့နော်အရန်ကောင်းတယ်စိတ်ဝင်စားစရာကောင်းတယ် plot တွေ twist တွေကအရန်မိုက်ပြီးတော့လေကိုရောသူပြိသက်ဖြစ်သွားအဲအားကြအတူယူရတာပေါ့နော်ဘာလို့ဆိုသူကြလည်း drama လေးတွေရိုက်တာပေါ့နော် suspense လေးတွေရိုက်တော့ရမ်းမိုက်တာပေါ့အဲအဲ့သဘောပါပဲအဲ့တော့ဒီကိုကကိုရီးယားမင်းသားမှဆိုရင်လည်းဒီလီဗျာဟွန်းရဲ့ဒါရိုက်တာရင်အကြိုက်ဆုံးပဲအဲဟိုကားဆိုလည်းအခုသူသူသူတို့ဗာလဲကျွေအန်ဆော့တာလားမသိဘူးအခုလီဗျာဟွန်းနောက်ဆုံးအဲ့ရဆိုလည်းဟွာသူ့ လေးလေးနဲ့ကွာနှစ်ယောက်တည်းဟာရက်ဆက်တဲ့အဲ့လိုကားအမျိုးတွေဆိုရင်ကိုတို့တွေကလေငကိုတွေကကိုတို့ကကြတော့ကြိုက်တာ action drama ကိုကြိုက်တယ်မပြင်းရအောင်ပေါ့နော်ကိုတို့ကအဲ့လိုပြင်းရင်သိမ့်မကြည့်ဘူးအဲ့ဒီကားတကယ် drama ကြီးပဲလီပြောင်ဟုံးနဲ့အဲ့ကလေးလေးနဲ့ဟာကောင်းလိုက်တာကွာရက်ဆက်တယ်ကားလုံးပြီးပါအရိုက်ရိုက်ရိုက်ပြထားတာလေသူတို့ရဲ့ဒီကစားတဲ့ဟာလေအဲ့ဒီကြွေအန်ကစားလားဘာလဲအဲ့လိုမျိုးကြားကွက်ရွှေ့တဲ့ဟာမျိုးဆော့တဲ့ဟာကိုကိုလက်သိကိုမသိဘူးအဲ့ဒါကိုကိုတကားလုံးကြည့် စိတ်ဝင်စားအောင်ရိုက်သွားတာရက်ဆက်တယ်အရမ်းမိုက်တယ်တချင်းကအခုခုဒီအခုဒါပြင်ဆက်လက်မိုးနဲ့နီနီဆက်ဆက်ပြင်ဆက်လက်မိုးနဲ့ကိုကနီနီဆက်ဆက်ဆိုရင်အဲအဲ့ရက်ပိုင်းမှာကိုအခုမိုးဆိုတဲ့တချင်းလေးဦးဆိုင်ဒီဇိုင်ဒါအဲဒီရဆိုင်ကမ်ဒီဦးဆိုင်ဒီဇိုင်ဆိုထားတဲ့တချင်းလေးကိုကို အဲပြန်ပြီးတော့ကိုဆိုထားတယ်ကြိုးစားထားတယ် lucky hand ဒီထားတယ်အဲဒီ pro studio မှာပဲပေါ့နော်ကိုကျော်စေးက mission ဆွဲပေးတယ်အဲ harmony ကလည်းဒါ matrizy တို့ everglades ပေါ့နော်ပြီးတော့ရိုက်ရိုက်လဲရိုက်ပြီးသွားပြီရိုက်တာကတော့မင်းမဟာသွေးပေါ့နော်မင်းမဟာသွေး production ကရိုက်တယ်မင်းသမီးကတော့ဒါကိုရဲ့သမီးလောက်လေးရှိတဲ့ရမုံမြင့်မြတ်ကိုတုံးထားတယ်ရမုံမြင့်မြတ်ဘာလို့ဆိုတော့သူကဒီတချင်းထဲမှာပါတဲ့ ဒါတီးရေးကတော့ဘလို့မျိုးရေးခဲ့လဲတော့မသိဘူးကိုတို့ကတော့စာသားအပေါ်မှာကိုတို့ကတော့ဒီအအကောင်းဆုံးကိုတို့ပုံဖော်လိုက်တဲ့အချိန်မှာဒီဒီထဲမှာပါတဲ့ main ကလေးဒီမိုးပေါ့ဒါသူကမိုးနဲ့ခိုင်းနှိုင်းထားတာပေါ့ အမိုးဆိုရင်လည်းရွာစေခြင်းတဲ့အချိန်မှာဒီချိန်ရွာရင်ကောင်းမယ်ဆိုတဲ့အချိန်မှာလည်းရွာခြင်းမှရွာတာဟုတ်မရွာစေခြင်းတဲ့အချိန်ကဲငါတို့အပြင်သွားစရာရှိတယ်မိုးရေမရွာပါနဲ့ဆိုလည်းရွာပလိုက်တာပဲပြီးရက်ကိုမရတော့ဘူးပေါ့အဲအဲ့အဲ့လိုပုံစံမျိုးပေါ့ဒီထဲကမိန်းကလေးကလည်းဒါကလေးလေးလိုပဲပေါ့စိတ်ကစားတဲ့ဥစ္စာမျိုးလေးနဲ့ရိုက်ထားတယ်ပြောဆိုင်ကြီးဆိုလေတကယ်သုံးဘင်းဆိုင်ကြီးအကြီးနဲ့အဲ့ဒါအဲ့ဒါတော့ကိုအမြဲတမ်းပြောပြတယ်ကိုဘာလို့လို့ အနောက်ကနေပန့်ပူအသူစီမဆိုင်ကလည်းအနည်းဆုံး၁၀စီးလောက်တောင်ရှိလားမသိဘူးကိုဖုံးမို့ဟိုငငယ်လေးတွေကကိုတို့ချစ်လာတာကိုဖုံးကကိုဖုံးကအညီလေးဘာလို့ချင်လဲအမြဲတမ်းအဲ့ဒါအခုကျွန်တော်အဲ့ဆိုင်ကနေတော့အဲ့လိုအဲ့လိုရိုက်ချင်တယ်သူဆိုင်ကကြီးဆိုရက်ထားအဲ့ဒါဘက်ထရီလေးလဲပြီးပေါ့လူတယောက်လဲထည့်ပြီးပေါ့အဲ့လိုမျိုးတေချာကြီးအဲ့လိုစပယ်ရှယ်ရိုက်ထားတယ်အခုဒါကိုတို့ကတော့ဂျွန်လာတရက်နေ့တော့ပထမမှန်းမိမဲ့အခု editing လေးပါလေးနဲ့အခုကိုတို့တွေတက်ချင်လေးတွေလုပ်နေတော့အဲ9ရက်နေ့လောက်ဖြစ်မယ်နဲ့တူတယ်9ရက်9လဖြစ်မှာပေါ့နော်